One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ One Channel ရနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောသံနေနဲ့လှဆင်ရတဲ့အရာတွေကိုထုတ်လွှင့်ပေးလည်ရှိပါတယ်ကျွန်တော်တို့ဗမာသင်္ခါရတပည့်ရင်အောင်ခင်မြစ်ဖြစ်ပါတယ်ဒီဘက်မန္တလေး26ရက်ကနေပြီးတော့ဧပြီလ1ရက်နေ့အထိတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တပတ်တာအယူတော်မင်္ဂလာဟောသံကိုဟောကြားပေးတော့မှာဖြစ်ပါတယ် အဲ့တော့ဒီတပတ်တာအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်အလုတ်ကိစ္စလေးတွေကျွန်တော်တို့အစာပြုတ်ရတတ်တဲ့အချိန်တွေဖြစ်တယ်။အဲ့တော့ကိုယ့်ရဲ့အားစိုက်ဂျိုးပန်းမှုကနေပြီးတော့ကျွန်တော်တို့ Titan ဆိုတာနဲ့ကျွန်တော်တို့ဆုလက်တွေကျွန်တော်တို့ရမရက်တွေလည်းဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့ကျွန်တော်ဘေးရန်တွေကင်းရှင်းမယ်ကျွန်တော်ငွေရွှင်းမယ်ကျွန်တော်ငွေနဲ့ပတ်သက်တာတွေရွှေနဲ့ပတ်သက်တာတွေကြောက်ရံပတ်သက်များနဲ့ပတ်သက်တာတွေပြောချင်တာတော့ကျွန်တော်အဖိုးတန်ရတနာပစ္စည်းတွေကျွန်တော်ဝင်တတ်ရတတ်တဲ့ရက်တွေတော့ဖြစ်နေတယ်။ အဲ့တော့ဒီလိုညမျိုးတွေမှာတော့ကျွန်တော်အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကင်မှာဆုံးဖြတ်မလားကျွန်တော်လုပ်မယ်ဆမယ်ဆိုရင်လည်းကျွန်တော်လုပ်ကင်စတင်တဲ့ရက်တွေပြောဆိုမယ်ဆိုရင်လည်းပြောဆိုဆုံးဖြတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့ဒါတွေလုပ်လို့ဆိုရင်လည်းကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖို့ရန်ဂျန်နရယ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ1 to 1တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကျွန်တော်ကြက်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့ပို့ပြီးတော့ထူးထူးခြားခြားကိုတက်အောင်မြင်အစဉ်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်ဆင်ပြေပြီးဘယ်လုပ်ငန်းပဲကိစ္စအနေနဲ့ပတ်သက်ရင်တတိထားပြီးလောက်ကန်ဆောင်ရဲ့တင့်လဲဆိုတော့ကျွန်တော်တို့အတန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးဂီတနဲ့ပတ်သက်တဲ့ကိစ္စမျိုးသွတ်တန်တစ်တန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသီးအတန်နဲ့ပတ်သက်တဲ့ကိစ္စတွေအရေးထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအရေးကြီးစာရွက်စာတမ်းစာတုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေစက်တူဆက်ပဲကိစ္စမျိုးတွေစားတော့ကုန်စားတော့ဆိုင်စတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစိန်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတောက်ကြံနေမွေးဖွားသူတွေဟာတတိထားပြီးတော့လောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတောက်ကြနေမွေးဖွားသူတွေကကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုနဲ့ကျွန်တော်ရောင်းထွက်ခြင်းလို့ဒါမှမဟုတ်ငွေတွေအဲ့နေလို့တခုနဲ့ရောင်းထွက်ခြင်းလဲဆိုရင်ဘာလို့ရမလဲဆိုတော့ကျွန်တော်ဇော်စိမ့်တညွန့်ရယ်ကျွန်တော်တပြည့်တညွန့်ရယ်အဲ့နှညွန့်ကိုကျွန်တော်တို့ပေါင်းပြီးတော့ကိုရောင်းနေတဲ့ပစ္စည်းတွေကျွန်တော်တိုက်ဆိုလဲတိုက်ကားဆိုလဲကားညီဆိုလဲညီအဲ့ဥစ္စာတွေကိုကျွန်တော်တို့တွန်းပြီးကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဝယ်မဲ့သူအမြန်လားအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်ရိုက်ခောက်ပေးမယ်ဆိုရင်ဒီလိုချက်မျိုးတွေမှာအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ တောက်ကြနေမွေးဖောက်သူတွေဟာကျွန်တော်ကျမ်းမိုင်နေပတ်သက်ရင်တော့ကျွန်တော်ဘာသတိထားရလဲဆိုတော့အစကျွန်တော်ဖြစ်ဖူးခဲ့တဲ့ယောဂဟောင်းလေးတွေကျွန်တော်ပြန်ပေါ်လာတတ်တာကိုသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာတော့ကျွန်တော်အခြေအိမ်ကြောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ကျွန်တော်ဝမ်းသာမယ့်ရက်တွေပျော်ရှင်ရမယ့်ရက်တွေစိတ်ချမ်းသာမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့3246ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။ အဲ့တော့ဒီလိုရံမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်တခုလူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်တခုကျွန်တော်ကိစ္စတွေအရေးကြီးကိစ္စတွေရှိလို့အလုပ်ကိစ္စပဲဖြစ်ဖြစ်စီးပွားကိစ္စပဲဖြစ်ဖြစ်ငွေကိစ္စပဲဖြစ်ဖြစ်တခုကိစ္စတွေကျွန်တော်အရေးကြီးကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ဒီလိုရံမျိုးတွေမှာကိုယ်အိမ်ဖျားမှာပဲကျွန်တော်ခောက်ဆွဲကြော်ပဲဖြစ်ဖြစ်ကြာဆန်းကြော်ပဲဖြစ်ဖြစ်အဲ့နှမျိုးတွေကကျွန်တော်တမျိုးမျိုးပေါ့ အဲ့တော့ကို့ဘာကူကြော်လဲရတယ်တက်တက်လို့ပဲကြော်ကြော်အဲအပြင်ကပဲဝဲဝဲကို့အဆင်ပြေလို့ကြော်မယ်ခောက်ဆဲကြော်ကြတဲ့ကြော်တမျိုးမျိုးကို့အိမ်ဖះမှာမျက်စွာဖះချင်းကိုရမျိုးကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာတောက်ကြနေမွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ